ဆိုင်သူရဲ့မှတ်ချက် လောကီရေယာ၌ဖြစ်စေလောကုရရေယာ၌ဖြစ်စေကြမြင်ဘူးသူတို့ဟာလူတိုင်းအတွက်အရေးကြီးတဲ့အရာဖြစ်ပါလိမ့်။စာပေအသိမြင်ဘူးသူတို့နေပါလာတာကြောင့်ဖျားပုံမျိုးတွေကကြီးရွာလေးတရွာမှာပြင်းစာနန္ဒီယကံကြီးကိုကျွေးလွန်ခဲ့ကြတော့မောင်နှမလေးယောက်တို့ရဲ့ရင်းနှင်းဝေယာဖြစ်ရမန်လေးတပုတ်ကိုတင်ပြပေးလိုက်အပ်ပါလိမ့်။ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ပါကြည်တန် channel လေးကနေ စေဝင်စားပွဲတတိတံဝေကရပွဲအားဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ဖျားပုံမျိုးနဲ့ကရွာလေးဒီပေါ်မှာအမှန်တကယ်ဖြစ်ပွားခဲ့ပြီးတော့အိယာတဲ့လဲနေတဲ့ဖောက်ကင်ဦးကြီးကိုဖုတ်ဝင်နေထင်းပြီးတော့ဖုတ်ထုတ်ခဲ့ပြီးတော့ပြင်းစံနန္ဒီယကံကြီးထက်ခဲ့ကြသူများလို့မြည်ရတဲ့စေဝင်စားပွဲတတိတံဝေကရပွဲအားဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့ နားစင်ခံစားအားပေးကြပါဦးခင်ဗျာ မရှိတာထက်မတိတာခက်ဆိုတဲ့စကားရှိပါတယ်မရှိရင်ဆင်းရဲဒုက္ခလူမှုခက်ခဲများကြုံတွေ့ရသည်မှမှန်တော်လေငွေကြေးတနာအင်အားပြည့်စုံသည်ဖြစ်စေမပြည့်စုံသည်ဖြစ်စေစိတ်ဆင်းရဲမှုစေတသိက်ဒုက္ခကိုယ်ဆင်းရဲမှုကာယကဒုက္ခများကိုလူတိုင်းကြုံတွေ့ကြရပါတယ်မသိရင်တော့ဘဝမှာအမှားမျိုးစုံနဲ့ ကျုံတွေ့ကြရသည်မှာအမှန်ပဲဖြစ်ပါလိမ့်အမှားဆိုသည်မှာလူတိုင်းရှိတတ်ကြပါလိမ့်တော့မပြုတ်လို့မပြုတ်တတ်တဲ့ကြီးလေးတဲ့အမှားမျိုးကိုမကျူးလွန်မိကြရန်အရေးကြီးလာပါတယ်မသိလို့ကျူးလွန်မိကြတဲ့သူတွေမှာများစွာနှင်းနာဆုံးရှုံးပြီးတနာစရာလည်းအင်မတန်ကောင်းလာတယ်ဒါကြောင့်အကောင်ဆုံးအကျိုးကြောင်းအမှားမှန်ခွဲခြားနိုင်တဲ့ဉာဏ်ပညာလည်းအထူးလိုအပ်လာပါတယ်လောကီရေရောင်မှဖြစ်စေ ောကုတ္တရာရေးရာမှာဖြစ်စေကြာမြင်ဘဟုသူတဟလူတိုင်းအတွက်အရေးကြီးတဲ့အရာဖြစ်ပါလေစာပေတိမြင်ဘဟုသူတနေပါလာတာကြောင့်ဖျာဘုံခရင်ကရွာလေးတရွာမှာပြင်စာနန္ဒရကံကြီးကိုကျူးလွန်ခဲ့ကြတော့မောင်နှမလေးယောက်တို့ရဲ့ရင်နှင်းပွဲရာဖြစ်ရလေးတခုကိုတင်ပြပေးလိုက်ပါရစေဦးလူမဟာနာရာရှိယောဂာနဲ့အေရတဲ့လင်းနေခဲ့ဒီမှာတစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါလေအတ္တမလေး 80ဝန်းကျင်ရှိပြီဖြစ်တာကြောင့်ဇယားပြာတိတို့နှိမ့်ဆက်လို့နေပြီဘဝတစ်လျှောက်လုံးမရနဲ့သာသမီလေးယောက်ကိုပြပြပပန်းကိုယုံလှုပ်ကြွေးခဲ့သည်မြတ်တန်ဒီကအခုတော့ကောင်းကောင်းကြီးပြန်လဲပြီးတော့ထိုးနှက်နေကြပြီဖြစ်ပါလိမ့်စင်ရနွမ်းပါသဖြင့်အစာဟာရကိုလည်းကောင်းစွာမမှုဝဲနိုင်တာကြောင့်တခြားယောဂါများလည်းဝင်ရောက်လာခဲ့သည်မြို့တပီကုသရန်ကလည်းငွေကြေးအင်အားကမရှိနေဆက်ရပါမစီယာများနဲ့ကုသရင်နဲ့ အချိန်များကုန်လာခဲ့တော့လဲအချိန်ဒီကတော့တိုးတက်မလာခဲ့ပါအိမ်အောင်ွယ်သားကြီးနှစ်ယောက်မှလည်းပါကင်ရဲ့အိမ်ကိုတတိတစ်ခေါက်လာကြည့်တာကလွဲပြီးတော့ဘာမှလော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 မထောက်ပံ့နိုင်ရှာပါသူတို့ကလည်းမိသားစုတွေနေ့ညညအပြေလွှာရုန်းကန်နေကြတဲ့သူများဖြစ်နေပါလိမ့်အတူနေသားလူပြိုဖြစ်တဲ့မောင်ဝင်းအောင်ရဲ့လှုပ်ရှားနေအသက်ဆက်နေကြရတယ်။တမိတွေးလေးဖြစ်တဲ့မိသက်ခင်ကတော့ဖခင်ကြီးကို မငင်းမညွပြူသူရှာပါတယ်ညီမလေးအဖေကိုတေချာခရူးဆိုင်တော့ဘယ်မှရှောက်မသွားနဲ့ကြာလားအကိုလှုပ်သွားတော့မယ်ကွာအလှုပ်သွားကနေတိုင်းမှားလေးရှိတဲ့အကိုဖြစ်သူရဲ့ဇာကားကိုမိသက်ကလည်းနားထောင်ပါတယ်ဘာကင်ကြီးရဲ့အနောက်မှာတပ်ဖို့ဝါမှာမခွာပါဘာကင်ကြီးကိုနှိရှိလာများပြုစုလာခဲ့ရတော့လေတစက်မှညင်းညူခြင်းမရှိခဲ့ပါဘိုးလူမောရဲ့ယောဂါမှာလည်းတက်တာလာလေလို့မရှိပဲတတိတချောင်းတို့ပြီးတော့စိုးလာနေပါတယ် ညဘက်ကိုရောက်တာနဲ့ဒဂုလုံးကိုက်ခဲ့ပြီးတမီးလေးကိုနှင်းခိုင်းနှိမ့်ခိုင်းရသည်မှာညာတိုင်းလိုလိုဖြစ်တယ်။ဘိုက်ကလည်းညတကောင်ကြမှဆလာတပါတယ်။တမီးလေးကိုလည်းမနှိုးရ။တော့ခမောင်တနေ့လုံးဖခင်ကိုပြုစုနေရတာမို့ပင်ပန်းနေရောမေ။သားကိုနှိုးရန်ကလည်းမဖြစ်ပါဘူး။တော့ခမောင်လည်းစံဆက်မှစံအိတ်သကွဲအိမ်များကိုထမ်းရပိုးရတာမို့ညဘက်အေးမပြတ်စေခြင်း။ဒါကြောင့်မိမိမှာရှိတဲ့အင်အားကိုညှစ်ထုတ်ပြီး ကျောင်းဝင်းရှိရာကိုဖင်တီရွေးဆွဲလို့ရောက်အောင်သွားပါလိမ့်ကျောင်းဝင်းရှိကိုရောက်တဲ့အခါမှာတော့တုံတုံချီချီလက်များနဲ့ပကံခွက်ရောင်များကိုလှန်လို့ဆွဲယူတဲ့အခါမှာပကံတို့ကကျမ်းမြင်မော်ကိုပြုတ်ကြလာပါလိမ့်အဲဒီအခါမှာမိဖို့ကြောင့်မအတန်များကြောင့်တမီးပြည်သူမှနိုးလာပြီးတော့မိဖို့ကြောင့်ဘက်ကိုထလာခဲ့ပါလိမ့်ဩအဖေရဲ့တမီးကိုနှိုးပါတော့လားအဖေဘိုက်ဆောင်ရင်တမီးထက်ကျွမှာပေါ့ဆိုတဲ့တမီးရဲ့အတန်ကိုကြားတဲ့အခါမှာဦးလူမော်ခင်ဗျာ အားရဝန်တော်ဖြစ်ပြီးတော့တင်းထားတဲ့အားများကိုဖြေချလိုက်တဲ့အခါမှာ ကြောင်ရင်ကိုမိတွေ့ရက်နေရမှပုံပုံလေးကြသွားခဲ့ပါသည်။သမီးဖြစ်သူကမိမိရဲ့နေရာကိုပြန်လည်ပို့ဆောင်ပြီးကင်းဝင်းမှုကိုစားတော့ပြီးတော့ပြန်အိတ်တော်လေးညောင်းညာကြိုက်ခဲမှုဝေဒနာကမတက်တော့မိုးစင်စင်လင်းမသွားလျင်အိပ်ပျော်နိုင်ခဲ့ပါသည်။ဒီလိုနဲ့ဥလူမောဟာစားတော့ချိန်မှပေါ့တနေ့လုံးအိတ်လို့သာနေပါသည်။ညရောက်တဲ့အခါမှာအိတ်လို့မရတော့ကြိုက်ခဲမှုဝေဒနာကလည်း ညရောက်တာနဲ့တက်စခန်းထလာပါတယ်။သမီးလေးခမယောင်မလေးဖခင်ကိုကာလရှိကြစွာ ပြုစုလာတာကြောင့်အပြုပြန်လေးမိသက်ခင်ကမိရဲ့ပင်မိရဲ့ချောက်ကဲ့သို့တပိမ့်ပင်တလေးလေးဖြစ်လာခဲ့ပါပြီ။ရွာလေးပိုင်းမှာအကြီးလေးဒေါ်တော်ဆိုသူဟာမိသက်ခင်ကိုသူ့အိမ်ကိုခေါ်ပြီးတော့ဟဲ့ငါတို့မသက်ခင်ငါပြောတာကိုတည်တည်ချာချာနားထောင်တော့စင်လဲစဉ်းစားပေါ့အေးအဲ့လိုဆိုပြီးတော့သူ့ရဲ့အမြင်ကို ပြောပြသွားတယ်။ ငါတို့မအဖေကိုကြည့်ရတာမရိုးသားဘူးလို့ထင်နေတော့ငါတို့မတို့ပဲစဉ်းစားကြည့်လေနေပဲဆိုရင်အသေးကောင်လို့ပဲအိတ်နေလိုက်တာအေးညာဘက်ရောက်ပြီဆိုတာနဲ့ဟိုနေရာကကိုက်လို့ဒီနေရာကကိုက်လို့နဲ့နေမဲ့အနာကမခွာရအောင်နှိပ်ပေးနေရတာမဟုတ်လားဘယ်မှမသွားနိုင်မလာနိုင်တဲ့လူကညနေတကောင်ကြတော့တယောက်တည်းထပ်ပြီးတော့စားနိုင်နေနေတို့တိတိချာချာစဉ်းစားကြနော်နေတို့ဖေကတော့ငါတော့ဖုတ်ဝင်နေပြီလို့ထင်တာပဲ မဖြစ်နိုင်တော့အကြီးလေးရဲ့ကျမဖေကိုပောက်ကြီးရတယ်မပြောပါနဲ့အေးငါနင်တို့အတွက်ပြောတာ မကောင်းဆိုဝါရှိနေတဲ့အိမ်ကစီးပွားလက်လာပါတွေပြိပြီးဒုက္ခကောင်းကောင်းရောက်လိမ့်မယ်နော်အဲ့ဒါမြန်မြန်ထုတ်ပြမှရမှာဒီလိုမဟုတ်ပဲဆက်ပြီးလက်ခံထားရင်နင်တို့တွေလုံးပါပါပြီးတော့အသက်အန္တရာယ်တော့စိုးရင်ရတယ်နော်ဟမ်ကျမဖေကအဖို့မဟုတ်ဘူးကျမသိတယ်အကြီးလေးမဟုတ်တာလည်းမပြောပါနဲ့ဟဲ့ငါကနင်တို့ကိုစိနေနာနဲ့ပြောတာ ဖုတ်ဆိုတာနေကင်းပတ်ကြငိမ့်နေတာပဲညဘလဲရောက်ရောစော်တိပြလာတော့တာပဲပြီးတော့နင့်ဖေးကရိုးရိုးဖုတ်မဘူးနော်သူ့စုပ်ဖို့ဟဲ့နင့်ကိုနေမဲ့ကြည့်လေတဖြည်းဖြည်းနဲ့ပိန်လိုက်လာပြီနင်းနင်းပြီးနှိပ်ပြီးသမျှနင်းစီကသူ့ကြီးကိုစုပ်ယူနေတာနင်းငါပြောတာမျိုးရင်နင့်ဖေးအိတ်တဲ့အိအောင်မှာဩဇာရွက်တို့ဩဇာခိုင်းတို့ထားကြည့်ပါလားမဖေးခိုင်းရင်ကြိုက်တယ်လို့ပြောဖုတ်မှန်သမျှဩဇာရွက်နဲ့ဩဇာခိုင်းကိုကြောက်ကြတာပဲနင်းမျိုးရင်စန့်ကြည့်လေ မိခင်တက်ကတော့အကြီးလေးပြောလိုက်တဲ့စကားမျိုးကိုယုံကြည်မှုမရှိပါအကြီးလေးကဘာမှစက်မပြောတော့ဘဲအိမ်ကိုပြန်လာခဲ့ပါတယ်ပါကင်ကိုရခင်တိုင်းပြုစုနေရတော့လေအကြီးလေးရဲ့ပြောစကားမျိုးက ကောင်းတဲ့ကိုဝင်ရောက်လာတဲ့ခါမှာစိုးရွံ့စိတ်ကြောက်စိတ်တို့ကဝင်ရောက်လာပြီးတစ်ခါတစ်ခါပါကင်ဘုံကိုတန်တရားစိတ်မျိုးဝင်ရောက်လာခဲ့ပြီအကြီးလေးရဲ့ပြောစကားမျိုးကိုအကူဖြစ်တယ်ကိုပြောပြမိတယ်တော်တော်အကူဝင်းအောင်ကလုံးဝယုံကြည်မှုမရှိဘူး အကြီးလေးဆိုသူကလည်းဟူလူမော့ရဲ့အင်းအောင်ခွဲသားနှစ်ယောက်ရဲ့အင်းကိုသွားပြီးတော့ပျော်ပြန်ပါလိမ့်နောက်ဆုံးမှာတော့မောင်နှမလေးယောက်တိုင်းမင်းလို့အကြီးလေးရဲ့စကားကိုဟုတ်တော်ရှိမဟုတ်တော်ရှိစမ်းကြည့်မယ်လို့ဆိုကောင်းဩဇာရွံ့မြောင်းဩဇာကိုင်းမြတ်ကိုဖခင်ရဲ့အေးအောက်ကိုတိတ်တဆိတ်ထားလိုက်ကြပါလိမ့်ညရောက်တဲ့အခါမှာတော့ဟူလူမော့မိမိရဲ့အေးအောက်ကရခင်ကဲ့သို့မဟုတ်ဟိုကဖို့ဒီကဖို့နဲ့ခုလိုခုလိုဖြစ်နေတဲ့ပြင်အနတ်တကလည်း အရွယ်စိမ့်နဲ့ထွက်နေတာကြောင့်အိယာနဲ့မြတ်တဆေကတ်ထားရတဲ့အသားရည်တော့မှရရန်လာပါတယ်။ဒါကြောင့်သားတို့သမီးတို့ရေလာကြပါ။အိုးအဖေရဲ့အိယာအောက်ကပါတယ်တို့လာပြီးတော့ဖယ်ပေးကြသမ်းပါ။အိုးအဲလိုအခန်းထဲမှာဖခင်ရဲ့အော်ခေါ်တန်ကိုအပြင်ကသားသမီးများနဲ့တူလာပြီးတော့စောင့်ကြည့်နေတော့အကြီးလေးပါကြားသွားတဲ့အခါမှာတော့ကဲဘယ်နဲ့ရှိသတော့ငါမပြောဘူးလား။ ငါပြောတာကိုမင်းတို့မှမယုံကြတာအခုယုံပြီမို့လားဟမ်အကြီးလေးကအာမန်ဝင့်ပြီးတော့ပြောပါလိမ့်ဖို့ဆိုတော့တော်ရှိလက်ခံထားလို့ကောင်းတာမဟုတ်ဘူးနော်ဟိုဘက်ရောကဇယဥညိုထားကိုငါတော့ပြင်ပြင်မှာကြာလားအင်းပါဗျာအကြီးလေးကောင်းတယ်လို့အစီအစဉ်ပါတော့ဗျာကျွန်တော်တို့လည်းဘာလို့လို့ဘာကံမှမသိတော့ဘူးအဲ့လိုအကိုကြီးတို့ရဲ့ပြောစကားကိုမိခင်တက်ကဘာမှဝန်မပြောတော့ဘဲငိုလို့တော့နေပါလိမ့်အာ အမလေးဗျာတော်ပါတော့ဆရာရဲ့ကျွန်တော်ဖုံးမဟုတ်ပါဘူးဗျာလူပါဗျာလူပါတပုံးပုံးတုံးနဲ့ရိုက်နေနေတော့ဖုံးဆရာဆိုသူဥညိုထွားကိုဥလူမဟာအတန်ငွင့်ငွင့်နဲ့ပြောနေတော့လေဖုံးဆရာကမလျှော်ပါဟောမဟမ်ညင်ညင်တာတာနဲ့ထွက်ခိုင်းတာကမထွက်ဘဲနဲ့ခေါင်းမာတဲ့ကောင်သိပြီတော့မှတ်ကွာကဲကွာကဲကွာအဘော်ကြီးကနေပြီးတော့ ုံးနဲ့အဆက်မပြတ်ရိုက်ပါတယ်။အာသားတို့သမီးတို့ရေအဖေကိုအကယ်ပါအောင်ကွာ။တ냐လားမသိဘူး။အဖေကိုရိုက်တန်နေပြီ။အဖေတရားတော်မှာပါကွာ။ဘယ်တော့နေကြတော့ကွာ။ဟိုလူမအာကုန်ဟိပြီးတော့ဩပြောတော်လေ။အသက်မထွက်မလာနိုင်ပါ။တပုံးပုံးနဲ့ရိုက်နေနေတော့ဦးညိုတို့ကမကျေနပ်စွာနဲ့အခန်းထဲကိုပြေးဝင်တော့မယ့်ညီဖြစ်သူဝင်းအောင်ကိုအကူများကဝိုင်းဆွဲထားကြပါလိမ့်။ဟာဟေးကောင်ငါညီ ငဲကောင်စိတ်ကိုထိန်းသားမှာကောဒိုးဖေကိုရိုက်နေတာမဟုတ်ဘူးကမကောင်းစွာဖို့ကိုစုံမနေတော့ဦးလုံးမောခမရမှာတော့ဖုတ်စီယာဆိုသူဦးညွတ်ထွားရဲ့ရိုက်နှံမှုတန်းကြအောင်မမရှုမလခန္ဒီယာရှာပါလိမာငါစီယာကိုမြန်မာလေးမစားနဲ့အခုထိမသွားသေးဘူးလားဟမ်မထွက်ချင်တဲ့ကောင်ကဲကောတေးစားကောအဲ့လိုဆိုပြီးတော့လေဘင်းကိုကြီးဖျက်ရိုက်ပါလိအော် ဖျားဖျားဖေတိပြီဖေတိပါပြီသားတို့သမီးတို့ရာအဖေကိုမင်းတို့အထင်မှားကုန်ကြပြီအဖေကိုဖုတ်ထင်ပြီမင်းတို့ပြင်မစော်ကားကြတဲ့အတွက်ပြင်စာနန္ဒီယကန်ကြီးထိုက်တော့မယ်အဖေတေးရမှာမကြောက်ပါဘူးကွာအမထီမင်းတို့ကဖေတေးဖြောက်မှာမဟုတ်တော့ဘူးကွာဟုတ်လို့မောရဲ့ရင်ထဲကပြောချင်နေတဲ့စကားလုံးတွေကဘယ်လိုမှထွက်ပေါ်မလာနိုင်တော့ပါဘူး နောက်ဆုံးထွက်တဲ့အချိန်ကိုရောက်နေပြီဖြစ်ပါလိမ့်။ဆရာဦးညိုထွက်ကလည်းအခန်းထဲမှာချွေးများတကြီးကြပြီးတော့ထွက်လာခဲ့ပါလိမ့်။ဟာကဲဘာမှမပူချနဲ့တော့ကိစ္စပြီးတော့ပါပြီ။ဒီဖုတ်ကတော်တော်ကိုကြည့်တယ်။မနေ့ကိုထုတ်ပြရတယ်။ကျုပ်ဖုတ်တွေထုတ်လိုက်တာမနေ့တော့ပါဘူး။အလွယ်တကူကြီးပဲ။ကျုပ်ရဲ့အင်းလက်ကင်ဘွားမျက်နှာပေါ်တင်လိုက်တာနဲ့ငြင်းသာသာထွက်တော်တာကြီးပဲ။ ဒီဖုတ်ကြမှာတတော်ကိုခက်ခက်ခက်ထုတ်ယူရလားအင်းလက်ကင်ပေါ်မျက်နှာပေါ်တင်ရင်လည်းမရထွက်ပါဆိုလည်းမထွက်ဘလို့ဖုံမန့်ကိုမသိပါဘူးဗျာကဲကဲကဲအထက်ကိုသွားကြည့်ကြအောင်ပြီးရင်အတ္တပါကိစ္စလုံးချရှိကြလုံးချတော့ဟုတ်လားဒီလိုနဲ့ဥလူမဟောဖုံးစရာဆိုသူဥညိုထွားရဲ့အရှင်လက်လက်ရိုင်းနှံမှုတန်းချက်အောင်မောင်းမရှုမလောက်သိပွဲဝင်ကြရရှာပါပြီယောသာပြီအတိမြင်ဘုဒ္ဓတော်နေပါကြတော့သာသမီလျောက်တို့ဟော ပင်စနာရိယကံကြီးကိုကျူးလွန်မိလျက်သာဖြစ်သွားကြပါလိမ့်အဇရတက်ကမတိမှုကြောင့်ကျေသူချင်းဖောက်ကံကြီးကိုအကျဉ်းချပြီးတော့တတ်မိခဲ့တယ်ပင်စနာရိယကံကြီးကိုသာမကျူးလွန်ခဲ့ဘူးဆိုရင်တော့အဇရတက်ဟာ၎င်းအဇရတက်က၎င်းဘဝမှာပဲမညံဖူညံရမယ့်ပုဂ္ဂိုလ်ဆိုပြီးကျမ်းဂန်များမှာဆိုပါတယ်အမိတအဖတ်တဆိုတော့ကရုကံကြီးကိုကျူးလွန်မိတဲ့အတွက်အပင်ငရဲကို အဘိဗင်အဒါစီမရှိ လာရောက်ခဲ့ရတယ်။ဒါကြောင့်ဤကဲ့သို့ကြည်လေသောကရုကံမျိုးကိုမတိလို့ဖြစ်စေတိလျံနေဖြစ်စေကျူးလွန်ကြသူများမောအဘိငရေကိုကြားရောက်ရမိမောဤကံမုတ်ချဖြစ်ပါလိမ့်။မိဘဘိုးဘွားများအသက်ရွယ်ကြီးရင်လို့ဇယဝရွယ်ကိုရောက်တဲ့အခါမှာတော့တချို့သောဘိုးဘွားတို့မှာအသက်ရွယ်ကြီးလာကြတော့လေဝမ်းမီကောင်းနေတော့မယ်ဖြစ်ပါလိမ့်။အရာတွေလဲနေတော့လေကောင်းကောင်းစားနိုင်ပါသေးတယ်။ထို့သောအစားကိုကောင်းကောင်းစားနိုင်တာကိုတော့ ဖို့ဝင်တယ်လို့ထင်ကြပြန်ပါလေအသက်ရွယ်ချင်းရင်သူများဟာညညများမှာ လူငယ်များကဲ့သို့အိတ်မပြောတော့ပါညင်သုံးရံပေါင်းတရံတော့တော့သူတို့အိတ်ပြောကြပါလေအိတ်မပြောတဲ့ခါမှာညင်းတဲ့တကောင်ရံချိန်ပေါင်းမတင်းနဲ့မထိုင်နိုင်ဖြစ်အောင်ပိတ်စာလာတတ်ပါလေသာသမီများအိမ်မိုးကြနေတဲ့ညင်းတဲ့တကောင်ရံပေါင်းလွန်စော်မှပိတ်စာလာတဲ့ခါမှာတော့အရင်ကလမ်းတော်မှာရှောက်နေသောအဖိုးအဖွားများဟာအစာစောကြောင့်အတင်းပြီးကျောင်းဝင်းရှိရာကို ရောက်အောင်သွားလေးရှိပါတယ်။သာသမီများအေးအေးပြမကိုဆိုတာကြောင့်အော်ဟစ်ပြီးတော့မနှုတ်ရပါ။သာသမီများအေးအေးပြမကိုဆိုလို့အော်ဟစ်မနှုတ်ရတော့အဖိုးဘွားတို့ရဲ့စိတ်နာဟာလောလောဆယ်မောင်းအဖိုးဘွားများကိုဖုတ်ဝင်နေတယ်ဆိုတဲ့ယုံကြည်စေသော အချက်တစ်ချက်ဖြစ်သွားစေခဲ့ပါတယ်။ကျောင်းရင်တကားကိုဖွင့်မိတာနဲ့တပြိုင်နက်တွေ့တဲ့အစားအစာကိုယူပြီးတော့စားပါတယ်။ဇင်ယာဗျာတိရဲ့တန်းကဖြီးစည်းနေတာကြောင့်ကျောင်းရင်ကိုမနှဲအာယူပြီးတော့ရန်နေရတယ်။ ဖိမမဲ့သူမရှိဘူးဆိုတဲ့အသည့်ကြောင့်စိတ်အားတင်းပြီးတော့ရန်နေရပါလိမ့်ဖိမမဲ့သူတရားရောက်ကိုသာတွေ့ရမယ်ဆိုရင်ချက်ချင်းလဲကြမိမှတေကြရိမ်အဲ့ဒီချိန်မျိုးမှာမတင်ငါစိတ်ဝင်နေတဲ့သာသမီတရားရောက်ကအတန်ကြာတာနဲ့အေရကထလာပြီးအနာကိုလာရက်လျက်ကျောင်းအိမ်မှာအတင်းတွေ့တဲ့အသားဟင်းများကိုစားနေတဲ့မြင်ကွင်းကိုမြင်သွားတဲ့အခါမှာနဂုတ်ကလေးကမှတန်တရားရှိနေတဲ့သူမျိုးကြည်စံငါတို့မသိအောင်ညတကောင်မှထလာပြီးစားတာဆိုတော့ ဖုတ်ဝင်လာနေမှာပေါ့အဲ့ဒီလိုထင်သွားတတ်ပါတယ်အမေမလုံးနေတာတော့တို့ကဲ့သို့မေးလိုက်တာနဲ့သာသမီရဲ့အတန်ကိုကြားလိုက်ရတဲ့မိဘတို့မှာအားတင်းထားတဲ့စိတ်ကိုရှော့ချလိုက်ပါတယ်ငါကိုဖေးမကူညီမဲ့သာသမီရောက်လာပြီဆိုတဲ့အားကိုစိတ်ကြောင်းပဲဖြစ်ပါတယ်တို့ကဲ့သို့သာသမီကိုအားကိုလိုတဲ့စိတ်ဟာလေအဖိုးဘွားတို့ကိုဖုတ်ဝင်နေပြီဆိုပြီးအသေးချဆုံးဖြတ်ရန်အကြောင်းတစ်ချက်ဖြစ်သွားပြန်ပါတယ်အကြောင်းမှာတော့ သာသမီရဲ့တံကိုကြားလိုက်တဲ့တပြိုင်တည်းအတင်းထားတဲ့စိတ်တွေချိုးလိုက်တဲ့အတွက်ကျောင်းရင်ရှိမှခွေကြသွားခဲ့ပါတယ်။ဒီကဲ့သို့ခွေကြသွားတဲ့ကိုသာသမီများကလူတွေ့သွားတဲ့ကြောင့်ဖုတ်ကဟန်ဆောင်ပြီးပျော့ခွေသွားတယ်လို့အထင်ရောက်သွားတယ်။အဒီနေ့ကစတင်ပြီးဆရာမျိုးစုံနဲ့ဖုတ်ထုတ်ရန်အတွက်လှုပ်ဆောင်ကြပါတော့တယ်။ဒါကြောင့်သာသမီတို့အနေနဲ့တကြီးရွယ်ကိုမိဘတို့ကို အထင်မှားကြစေရန်အထူးလိုအပ်ပါတယ်။ဖုတ်မဟုတ်ပါဘဲ ဖော်လို့အထင်မှားပြီးပြုလုပ်မိပါကောင်ပြင်စာနန္ဒရကံကြီးထိုက်ပါလိမ့်မယ်အထက်မှာဖော်ပြခဲ့တဲ့ဖြစ်ရပ်ကတက်တည်ထူခဲ့ပြီးဖြစ်ပါလိမ့်မရှိတာထက်မတိတာခက်ဆိုသောစကားကဲ့သို့တကြီးရွယ်ဦးမိဘတို့နဲ့ပတ်သက်တဲ့ဖြစ်လေဖြစ်တာရှိတဲ့အကြောင်းအရာများကိုသိရှိထားသင့်ပါတယ်အဇာတတကဲ့သို့အချိန်လွန်မှ နောင်တမရကြသရန်ဒီဆောင်ပါနဲ့တတိပိရေးသားတင်ပြလိုက်ရပါတယ်ဟုတ်ကဲ့စိတ်ဝင်စားပွဲ တတိတံဝေကရပွဲအောင်ဖြစ်ရမန်ဇလန်ကောင်းလေးကိုဗာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအောင်ပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဆွေးချက်တွေကိုညင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်ချက်နေပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီ။ စာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်ဟလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြည်စံ channel လေးကနေထူးခြားဆန်းကျင်လှုပ်ဝဆန်းကျင်သတိရင်ဖို့ပရလောကကံပြီးရောက်ယမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကို နေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ